UK မှာအခြေချနေထိုင်လို့တဲ့ရွှေပြောင်းတွေဟာအကျိုးမြတ်ခံစားခွင့်တွေကိုတောင်းဆိုဖို့မဟုတ်ဘဲအလောက်ကန်ရှိရမှာဖြစ်ကစက်တမ29ရက်မှာပြည်ရင်းဝင်ကြီးကထုတ်ပြန်မဲ့အစီအစဉ်တွေအရလူမှုရေးလုပ်ငန်းတွေကိုလှုံ့ဆော်ရမယ်လို့သိရပါတယ်။လက်ရှိအချိန်မှာမိသားစုနဲ့အတူဗြိတိန်မှာနေထိုင်နေသူတွေနဲ့ဗြိတိန်မှာ9နှစ်နေထိုင်ထားသူတွေဟာဘလို့ဗီဇာအမျိုးအစားနဲ့မဆို UK မှာ10နှစ်ကြာတရားဝင်အဖြစ်နေထိုင်သူတွေလိုပဲအမြန်ဆုံးရွှေ့ပြောင်းနေထိုင်ခွင့်အဆင့်ဖြစ်တဲ့အမြင့်နဲ့နေထိုင်ခွင့်အတွက်အရေးချင်းပြည့်မီသူတွေဖြစ်တယ်လို့ဆိုပါတယ်။ ဒီသမတ်ချက်တွေကိုပြည့်မီတဲ့အရေးချင်းပြည့်မီတဲ့ရှောက်ထားသူတွေဟာ UK မှာနေထိုင်ခွင့်အလုပ်လုပ်ခွင့်ပညာသင်ခွင့်ရှောက်ထားနိုင်ပြီး အကျိုးခံစားခွင့်တွေနဲ့ဗီဒီရှားနိုင်ငံသားဖြစ်ခွင့်တွေကိုရှောက်ထားခွင့်ရှိတယ်လို့သိရပါတယ်။ဒါပေမဲ့ကြီးကြီးမားမားမူဝါဒအပြောင်းလဲလုပ်ရမှာရွှေပြောင်းတွေဟာ UK မှာနေထိုင်ခွင့်ရရှိရဲ့အတွက်လူမှုဖွံ့ဖြိုးရေးဆိုင်ရာဆောင်ရွက်ချက်တွေရှိရမှာဖြစ်ပြီးအကျိုးမြတ်ခံစားခွင့်တွေကိုတောင်းဆိုခြင်းမပြုဖို့ရာဇဝတ်မှုကင်းရှင်းကြောင်းမှတ်တမ်း တို့ရဲ့လူအတိုင်းဝိုင်းမှာစေတနာဝင်တဲ့အလုပ်လုပ်ဖို့သူဖြစ်ရမယ်လို့စက်တမ29ရက်မှာပြည်ရင်းကြီးဝင်ကြီးရှာဘာနာမမော့ကကြေညာခဲ့ပါတယ်။မမော့ကအာနာယလေးပါပါတီရဲ့နှစ်စဉ်ညီလာခံမှာဒီအစည်းအဝေးကိုတင်ပြမှာဖြစ်ပြီးအစိုးရအဖွဲ့ကလည်းအပြောင်းအလဲတွေနဲ့ပတ်သက်ပြီးတိုင်ပင်ဆွေးနွေးမှုတွေကိုအခုနှစ်နောက်ပိုင်းမှာပြုလုပ်မယ်လို့ပါတီရဲ့သတင်းထုတ်ပြန်ချက်အရသိရပါတယ်။ အမြဲတမ်းနေထိုင်ခွင့်ကိုဖျက်သိမ်းသွားမှာဖြစ်ပြီးရွှေ့ပြောင်းနေဟာ၅နှစ်တိုင်းဗီဇာပြန်လျှောက်ဖို့လိုအပ်မယ်လို့အတိုက်ခံပြုပြင်ပြောင်းလဲရေးပါတီကပြောကြားခဲ့ပါတယ်။ဒါကြောင့်အမြဲတမ်းနေထိုင်ခွင့်ရရှိထားသူထောင်ပေါင်းများစွာဟာဗီဇာပြန်လျှောက်ရမယ့်အနေအထားဖြစ်လာမှာဖြစ်ပါတယ်။